အခုလိုမျိုးချိတ်ဆွဲကျိုးလေးတွေပေါ့နော်ချိတ်ဆွဲပန်းဦးလေးတွေကိုဒီကျိုးလေးတွေကိုဘယ်လိုမျိုးရက်သွားလဲဆိုတာအစအဆုံးပါပါတယ်နော်အစအဆုံးပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့လိုက်ပြီးတော့လေ့လာကြည့်ပါမယ်အဲ့တော့ကျိုးလေးအများကြီးမဟုတ်ဘူးပေါ့နော်ကျိုးလေးအများကြီးမဟုတ်ဘူးကျိုးလေးအခုလိုမျိုးကျိုးဖြူလေးတွေကျိုးအလုံးသေးလေးတွေပေါ့နော်ဒါသူ့ရဲ့ပမာဏအဲတုံးဆွဲရမယ့်ပစ္စည်းပေါ့နော်ဘယ်အားဘယ်နှလမ်းမှာဘယ်အားဘယ်စင်တီမီတာပေါ့နော်အဲ့လိုမျိုးလေးတွေပါတယ်ပြီးလို့ရှိရင်တော့ အဲကျိုးရွယ်စားရလဲတလောက်လေးပေါ့နော် ပြီးလို့ရှိရင်တန်ခွဲလေးတစ်ခွင်းပါမယ်ကျိုးအတူလေးနှစ်ချောင်းပါမယ်ပေါ့နော်တူလေးနှစ်ချောင်းပါမယ်ပြီးလို့ရှိရင်အချီလေးက၅ချောင်းပါမယ်ပေါ့နော်အဲပြီးလို့ရှိရင်အတူလေးတစ်ချောင်းကိုအရင်ဆုံးစကင်လိုက်တယ်ကံမိွားပြီဆိုရင်ကျောဒီဟာလေးကိုအခုလိုမျိုးလေးခောက်လိုက်တယ်ပေါ့နော်အပေါ်ဘက်ကိုခောက်တယ်ပြီးလို့ရှင်ကျောလို့ဒီ

ထပ်ပြီးတော့ဆွဲမယ်ပေါ့နော် အပေါ်ဂျူးလေးကိုထပ်ပြီးတော့ဆွဲတယ်အပေါ်ဂျူးလေးကိုထပ်ဆွဲတဲ့အခါကျတော့ကျွန်တော်အောက်ကရှိထားတဲ့အစလေးပါအဲတိမ့်သွင်းလိုက်တဲ့သဘောမျိုးပေါ့နော်အထဲကိုသွင်းလိုက်တဲ့သဘောမျိုးပြီးမှအဲအပေါ်ကပိုးတဲ့အစလေးကိုကျွန်တော်ညှပ်မယ်ပြီးလို့ရှိရင်အောက်ကပိုးတဲ့အစလေးကိုညှပ်မယ်ဒါဆိုလို့ရှိရင်ရှိထားတာလေးကလည်းအပြောက်ပဲကျိုးချီတာလေးပေါ့နော်အပညာသားပါတယ်ပေါ့နော်ပညာသားပါလို့လဲကျွန်တော်ဒါပြန်ပြီးတော့ ဟိုလုတ်ပေးတာပြီးလို့ရှိရင်တော့ကျိုးပေချိုးလေးနဲ့သူကတော့ပြန်တိုင်းနေပေါ့နော်အတူလုတ်တယ်ဆိုတဲ့ဟိုကလည်းကျိုးဗနလမဗနဗနစင်တီမီတာပေါ့နော်အဲ့လိုမျိုးလေးပါပြီးသားအကျိုး၅ချောင်းပဲ၅ချောင်းရဲ့အချီပေါ့နော်၅ချောင်းကိုနှစ်ဆခေါက်လိုက်တော့ကျုပ်ဒီ၁၀ချောင်းပေါ့နော် ဟိုသူတိုင်မင်နဲ့သူခေါ်တာနော်တိုင်မင်လေးနဲ့ဟိုကလောက်သွားတာအဲတိုင်မင်မှန်တဲ့ခါကျတော့ကျွန်တော်ရက်လိုက်တယ်လို့ပြောလို့ပေါ့နော်အလွယ်ပါပဲဒါလေးကအလွယ်ပါပဲပြောလို့ဆိုရင် ော့လက်မှုပညာနဲ့ကျွန်တော်တို့ကလက်မှုပညာကိုရှင်းပြနိုးတဲ့သူတွေဆိုလို့ချင်းတော့ဒီဗီဒီယိုလေးကဒါမဖြစ်မနေကြည့်တယ်လေပေါ့နော်ဒါလေးကအတုံးလဲဝင်တယ်နောက်တစ်ခုကဒီလိုမျိုးလေးကြီးပန်းအိုးချင်းလေးတွေစိတ်ဆွဲပန်းအိုးလေးပေါ့နော်ဒီလိုမျိုးဟာလေးတွေမှာတုံးဖို့ကျွန်တော်ကိုယ့်ရဲ့လက်မှုပညာလေးကိုပြန်ပြီးတော့အသုံးချမယ်ဆိုလည်းအသုံးချလို့ရတယ်ပေါ့နော်တကယ်လို့မှအဖို့တန်တဲ့ဗီဒီယိုလေးဖြစ်ပါတယ် ဒါဆိုလို့ရှိရင်တော့ငါးချောင်းဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုမှတစ်ခါအောက်မှတစ်ခါထပ်ပြီးတော့ပြန်ရက်အောင်ပြန်ရက်မယ်ဆိုတာခုနကလိုမျိုးဟိုကျိုးလေးပြန်ပြီးတော့ပြန်လောက်မယ်ပေါ့နော်အဲ့ဒါ15 Okay เนาะตัวยัดไล่ตัวนี้เลยတကယ်မစိုးဘူးညသူ့ရဲ့ပညာလေးရတယ်နော်။အဲဆိုရင်ရလိုက်တယ်လို့ဖြစ်ပြီးရင်ကျိုးကိုဟိုပညာပေါ့နော်။ပညာလှည့်လိုက်တယ်လှည့်ပြီးတော့မှတစ်ခါပြန်ရက်တယ် ့ဘယ်ညာလှည့်လိုက်တယ်ဆိုတော့ထင်တာမြင်တာလည်းရှိသွားတာပေါ့နော်လောရတာလည်းလွယ်ကူသွားတယ်အပန်းလေးထည့်လိုက်ပြီဆိုလို့ချင်းတော့တကယ်ကြည်လာပါတာဗျာနော်အာနာ ပခိုက်ရတဲ့သူတွေဆိုလို့ချင်းတော့ဒါတကယ်ဟိုဒီနေ့ကတကယ်လွယ်တယ်ပေါ့နော်ပခိုက်ရတဲ့သူတွေဆိုလို့ချင်းတော့ဒါကျွမ်းလာပေါ့နော်ဒီနေ့လေးရပြီးသွားပြီဆိုလို့ချင်းအဲ့ဒီဂျန်တဲ့ကျိုးအတူလေးနဲ့တခါခုနကလူမျိုးပြန်ပြီးတော့ချိန်မယ်ပေါ့နော်ကျိုးလေးအခုလူမျိုးလေးအပေါ်ဘက်လေးကိုခောက်တယ်ခောက်ပြီးသွားရင်ကျွန်တော်ဒီမှာကပ်ပြီးတော့လောလောတယ်ပြီးရင်တော့ အဲလက်တဆစ်စာတော့လေးချပြီးတော့အဲ့ဒီကနေစပြီးတော့ရှိတယ်ဗောနော် ပတ်တဲ့အခါမှာလည်းပေပတ်ကိုပတ်သွားတယ် โอเคจ้ะอะตะเกไม้ตัวอยู่จ้ะเนาะยีนอโปรดจูซาเลดิเปลี่ยนဖြတ်မယ်ဖြတ်ပြီးတော့มาปางูนี่แท้ไล่อยู่ဆိုတော့ใช่อย่างကြီးកောင်းပါอ่ะออกกะอมวยพွားလေးဆိုปูหล่ามาแท้อ๋อตัวเราคู่โลโลนี่แหละ ya un lado, ¿no?